ဒီမှာခုရောက်နေတဲ့နေရာကမလေးရှားနိုင်ငံပူထရာဂျာယာဖြစ်ပါတယ်ကိုလမ်းပြနေတဲ့ယုံကြီးကတော့မလေးရှားနိုင်ငံရဲ့ immigration ရုံးချုပ်ဖြစ်ပါတယ်။ဒီမှာဒီမှာဘာကိုပြောပြချင်တာလဲဆိုတော့စီရင်လျှောက်ပြန်မဲ့သူတွေလက်ဝင်နှိမ်မဲ့ဒဏ်ကြီးပေးမဲ့ဆိုရင်ဒီပူထရာဇာယာ immigration ကိုဘယ်လိုသွားရလဲဆိုတာကိုပြောပြချင်တာပါ။ကားနဲ့လာတဲ့သူတွေကတော့ immigration ရဲ့ယုံပေးမှာခုမြင်ရတဲ့ဘာခင်မှာကားရက်လို့ရပါတယ်။ ဂရက်ကားနဲ့လာတဲ့သူတို့တက္ကစီနဲ့လာတဲ့သူတွေကတော့အခုမြင်ရတဲ့နေရာမှာကားရက်လို့ရပါတယ်။ကားရက်လိုက်တဲ့နဲ့ရရဲ့ချင်းဘေးမှာကအဲ့ဒီဒီခုမြင်ရတဲ့ဒီနေရာကတော့ဒါ line dance ရဲ့နေရာဖြစ်ပါတယ်။ကျမရောက်နေတဲ့အချိန်ကတော့နေ့လယ်နာရီမို့လို့ line dance ရဲ့လူတွေတော့မရှိသေးပါဘူး။ no entry လို့ရေးထားပါတယ်။ဝင်ခွင့်တော့မပြုပေမဲ့တချို့တွေလည်းမတိကျအောင်ဆောင်ပြီးတော့ဝင်တိုင်းနေရာတွေတွေ့ရပါတယ်။ ျမပြောချင်တာကညဘက်သွားပြီးတော့တန်းစီမယ်သူဆိုလို့ရှိရင်၈နာရီ၉နာရီတချို့လဲကျမတွေးခဲ့တယ်ညနေ၅နာရီလောက်ထ ਿਆ ရောက်နေရည်လဲတွေးခဲ့တယ်အဲ့ဒါဆိုရင်တော့ဒီနေရာတွေကအပြည့်ပါပဲညရေကတန်းစီတယ်ဆိုတာကတော့မနေ့ရုံဖွင့်ချိန်ကြလို့ရှိရင်သူတို့ခေါ်တဲ့စည်ရင်းနဲ့ကိုပအောင်လို့ညရေကသွားတန်းစီကြတာဖြစ်ပါတယ်ကျမကြီးမကောင်းတဲ့သူတွေကိုဝင်တယ်တွေ ပြီးတော့ကလေးငယ်ရှိတဲ့သူတွေတက်ကြီးရွယ်ဦးတွေဆိုရင်ဦးစားပေးပါတယ်အဲ့ဒါကြောင့်မို့ညတွေကတမ်းမစီကျင်ဘူးဆိုလဲရပါတယ်မနမိုးလင်း9နာရီနဲ့ခေါရနာရီအတွင်းလောက်တော့အရောက်သွားမယ်ဆိုလို့ရှိရင်လေသူတို့ခေါ်တဲ့စီးရင်ထဲမှာပါပြီးတော့အဆင်ပြေနိုင်ပါတယ်အဲကျမစီကနေပြီးတော့လင်းရင်လက်မှတ်မှားတဲ့သူတွေဆိုရင် immigration မှာဘယ်ရက်သွားရမလဲ၊ဘာတွေလုပ်ရမလဲ၊ဘယ်အချိန်မှာတန်းစီရမလဲဆိုကျမဆက်ပြီးတော့ကူညီပေးရတယ်ရှိပါတယ်။အဲ့တော့တော်တော်များများတော့ကျမဒီပူထွားကြရအောင်လွှတ်တာများပါတယ်။ ။ဘာလို့လဲဆိုတော့မိုးလုံးလီလုံးမှာစောင့်ရလို့ပါ။ဒါဆိုရင်တိတ်မကြခင်တဖြည်းဖြည်းနဲ့လာစောင့်တဲ့လူတွေကညာလာတော့မှဒီနေရာအပြည့်ပဲဖြစ်ပါတယ်။ဒီခြေတက်တက်ရနေပြီးရောညာဘက်မှာဆိုလို့ရှိရင်ဒါယုံထဲဝင်တဲ့အပေါက်ဖြစ်ပါတယ်။မင်းက်ဆိုလို့ရှိရင်အဲယုံပေါက်ဝနေပြီးရောလူဦးရေစင်းရင်ကိုခေါ်ပါတယ်။ပြီးလို့ရှိရင်လေးလွှာမှာတက်ပြီးရောလက်ဘွေနှိပ်တာတွေဒန်ချီးပေးတာတွေကိုစပြီးရောလုပ်ရပါတယ်။ ေရှား immigration မှာစီရင်သွားလျှောက်တဲ့အခါမှာပြန်မဲ့သူကိုယ်တိုင်ပဲဝင်ဝင်ပြုပါတယ်အပြင်လူတွေဝင်ဝင်မပြုပါဘူးအဖော်လည်းဝင်ဝင်မပြုပါဘူးတချို့လည်းပေါ့နော်မေးကြတယ်ကြောက်တယ်ပေါ့နော်စကားလည်းနားမလဲဘူးသွားလို့အဆင်ပြေပါမလားအလုပ်အဆင်ပြေပါတယ်ကိုယ့်ဘက်ကပြည်ပြည်စုံစုံယူသွားရင်အဆင်ပြေပါတယ်နော်ကျမတို့မြန်မာတော်တော်များများကတော့ CI ဆိုပြီးတော့ပဲအတိများတာပေါ့နော်။ဒါပေမဲ့ဒီလို immigration လာဝကကိုလာမယ်ဆိုရင် CI လို့ပြောလို့မရပါဘူး။ PRM 2.0လို့ခေါ်ပါတယ်။ မဟုတ်လေကိုယ်တိုင်ပဲရှောက်ရတာမဟုတ်လို့ကိုယ်တိုင်ရှောက်တယ်ဆိုလို့ရှိရင်ဈေးရန်တက်တာပါတယ်။ဒန်ကြီးဝင်920နဲ့လင်းရင်လက်မှတ်ကိုတလတလဝဲကျူဝဲလို့ရှိရင်600ပြည်ပူမကုန်ပါဘူး။အဲတော့1300လောက်ရှိုံနဲ့မြန်မာပြည်ကိုအရောက်ပြန်လို့ရပါတယ်။လင်းရင်လက်မှတ်ဝယ်ရမှာခက်ခဲရှိသူများအခုလိုမျိုး CI ကိုဘလို့ကနေဘလို့ဘာတွေလုံးဝမမှန်မသိပဲနဲ့ပေါ့နော်။ခက်ခဲရှိနေတဲ့သူတွေကျွန်မ post တွေလက်တင်ထားပါတယ်။ ပြီးကျမရဲ့ messenger မှာလည်းလာရောက်မင်းမြန်နိုင်ပါတယ်ကျမအားလုံးကိုခားမဲ့တက်နိုင်သမျှအချိန်ရတဲ့အချိန်လေးမှာကူညီပေးနေပါတယ်နော်အားလုံးပဲအဆင်ပြေချုံးဝေးကြပါစေလိုအပ်ခရီးကိုချုံးဝေးစွာလည်းရောက်ရှိနိုင်ကြပါစေ